င်္ဂလာပါရှင်တမီးတို့က morning grace ကျောင်းသားကျောင်းသူတွေပဲဖြစ်ပါတယ်တမီးတို့ group 1ကမြန်မာစကားပုံတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်မြန်မာစကားပုံကမြန်မာရည်ကြီးမှုအထွေရခေါ်လူမှုဘဝနဲ့တမိုင်းကြောင်းတွေရဲ့အနှစ်သာရတွေကို ဖော်ပြတဲ့အဖို့မပြတ်နိုင်တဲ့အမွေအနှစ်တွေလို့ပြောရင်လည်းမမှားပါဘူးရှင်မြန်မာစကားပုံတွေအများကြီးရှိတဲ့အနက်က များသောအားဖြင့်အသုံးပြုတာများတဲ့စကားပုံတွေကို ရွေးချယ်မျှဝေလိုက်ပါတယ်။ဆော်မတဲလမ်းမဖက်လူကြီးသူမတွေကမိမိနားမလဲတဲ့စာဒါမှမဟုတ်မိမိသိမရတဲ့ဘာသာကိုဖန်ရေးအေရှေဒါမှမဟုတ်လူသွားလူလာများတဲ့လမ်းနာမဖက်ရေးလာသွားလာလာလူတွေကထောက်ပြလို့ရတာကြောင့်ဆော်မတဲလမ်းမဖက်လို့ပြောလို့ရှိပါတယ်။ကုသတဲ့ပဲညည်းတဲ့ပေတာမိမိလောက်ကြိုက်တဲ့အလောက်က အကူတို့အလော်ဖီနေရေဒါမမဟောင်းမိမိကစေတနာနဲ့ကိုညီလေးပေးမဲ့တဖက်လူဘက်ကအကောင်းမိမိရင်ကိုတို့တပယ်ငရဲ့တပေသားလို့ခိုင်နေပြောဆိုကြပါတယ်ချော်လဲရောထိုင်းရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေတကူနဲ့အလိုက်တဲ့ဖြစ်အောင်ပြုမှုပြောဆိုတဲ့အခါချော်လဲရောထိုင်းလောက်တဲ့လို့ပြောကြပါတယ်မီလောက်ရဖြာတော့လူတီရောက် လူတယောက်ဒုက္ခရောက်နေချိန်အတရေထက်ကိုကြောက်ရောက်နေတဲ့အချိန်မှာဒုက္ခရောက်နေသူ စီကနေအကျိုးအမြတ်ထုံတော့ကို မီးလောက်ရဖြောက်တော့လို့ခိုင်နိုင်ပြောဆိုကြပါတယ်။သောတကြဆေပြောအလောကြိုင်နေတရားတဲ့အရာစေဝိဇာတဲ့အရာကိုသွေး သွေရမြင့်ရကြားရတဲ့အခါမှာជីနူးပျော်ရွှင်ရတာကိုခိုင်နေပြောချင်းတဲ့အခါစောက်တကြဆေးပြောလို့ပြောကြပါလေ။အမလုံးအောင်ပွင့်တခြားတယောက်ရဲ့အမအကြောင်းပြောနေပေမယ့်မိမိကျိုးလွန်ထားတဲ့အဖြစ်တစ်ခုကြောင့်မိမိကိုမိမိမလုံးမလဲဖြစ်ပြီးဝင်ရောက်ပြောဆိုတာဒါမှမဟုတ်တခြားလူဘက်ကလိုက်ပါဖုံးပြီးတာကိုအမလုံးအောင်ပွင့်လာလို့ခိုင်နိုင်ပြောဆိုကြပါလေ။မြန်နယ်လွဲခဲ့ပြည့် ကိစ္စတခုကိုလုံးဆောင်ရင်ဒါမှမဟုတ်တာဝန်ပေးရပြီးပြန်ကြည့်တော့တာပဲကိုနဲ့မဆိုင်သလိုနေရင်ညနေလွယ်ခဲပြစ်လို့တယ်လို့ခိုင်နိုင်ပြောလို့ရပါတယ်။ပညာရှိအမျက်ပြင်မထွက်လူရဒေါသထွက်ဆိတ်ဆိုးတဲ့အခါလူကြီးတွေကပညာရှိရဒေါသထွက်ဆိတ်ဆိုးရင် မတောင်းကြမဲ့အေးဆေးစွာဖြည့်ရှင်းတတ်ကြောင်းပညာရှိအမျက်ပြင်မထွက်လို့ခိုင်နိုင်ပြောဆိုဆုံးမတတ်ပါတယ်။တစ်ချက်ခုံးနှစ်ချက်ပြက် ကိစ္စနှစ်ခုကိုတစ်ခါရဲနှစ်ခုလုံးလုပ်လိုက်တာဒါမှမဟုတ်တစ်ခုလုံးရုံနဲ့နှစ်ခုစလုံးပြီးသွားတာကိုတစ်ချက်ခုံနှစ်ချက်ပြလို့ခိုင်းနိုင်ပြောဆိုကြပါတယ်။စားငတ်ရည်တောက်ရင်ငတ်မပြေရေစာလို့စားငတ်ရည်တောက်ရင်တော့အငန်တက်ကရေးပူစားစရာကြောင့်ဘလောက်တက်တော့ရင်ငတ်တာဟာမပြေသလိုပဲလူတွေကငွေလိုလိုငွေရှာရင် လောဘစိတ်ကြောင့်ဘလောက်ရှာရှာမလောက်နိုင်ပဲငွေနောက်လိုက်နေခြင်းကိုပြောရှင်ရင်စားငတ်ရည်တောက်ရင်ငတ်မပြေလို့ခိုင်းနိုင်ကြပါတယ်။ ခုသမီးတို့ပြောသွားတဲ့စကားပုံတွေကတော်တော်များများကြာပူနာဝါရှိလိမ့်မယ်လို့ထင်ပါတယ်။စကားပုံတွေကို ပြောလိုက်တော့စကားပုံဆိုတာပါလေစကားပုံကိုဘလိုနေရာတွေမှာသုံးလဲ။ဘာကြောင့်အသုံးပြုကြတာလဲ။ဘလိုလူတွေက အသုံးများလဲဆိုပြီးတော့မိကွန်းနေ ထုံနေကြမယ်လို့ထင်ပါတယ်။ဒါကြောင့်သမီးတို့တစ်ခါတည်းဖြေကြပေးပါမယ်ရှင်။ စကပုံဆိုတာအတုံးချဘာသာစကားတစ်မျိုးဖြစ်ပါတယ်အတုံးချဘာသာစကားလို့ဘာကြောင့်ပြောတာလဲဆိုရင် စကပုံတွေကိုနေ့စဉ်စကားပြောဆိုတဲ့အခါမှာထည့်သွင်းပြောဆိုနိုင်တာကြောင့်ပဲဖြစ်ပါတယ်စကားပြောဆိုရမှာပုံမူထျောက်စေဖို့ခိုင်းနိုင်ပြောဆိုတဲ့စကားကို စကပုံလို့ခေါ်ပါတယ်စကပုံကို လူတိုင်းအသုံးပြုပြောဆိုနိုင်ပြီးတော့များသောအားဖြင့်မြန်မာစာဝေါ်ဟာကျယ်ဝတဲ့သူတွေက အသုံးများကြပါတယ် မြမလူမျိုးတွေကဇကပုံကိုစကားပြောဆိုတဲ့နေရာမှာပဲဖြစ်စေ စာရေးတဲ့နေရာမှာဖြစ်စေမိမိပြောလို့တဲ့ရေးလို့တဲ့အကြောင်းကိုပုံမထင်ရှားပေါ်လွင်စေလို့ပြီးတော့ပုံမထီရောက်စေဖို့အတွက်အသုံးပြုပြောဆိုကြတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့နားလေသဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်။သမီးတို့ group 1ကနေပြီးတော့ကြီးစုပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။မြမစာဟောတာကျေးဝါစုများဖြစ်ကြပါစေနော်။